စာတင်ကြောင်းဘုံကျဲတဲ့ကိစ္စတွေကိုကြည့်မယ်ဆိုရင်အဲဥပမာကကျွန်တော်တို့ဖန်စီတဲ့စစ်ဌာနချုပ်လိုက်တင်းမီရဲ့အချိန်မှာရန်သူရဲ့မိသားစုတွေကလေးတွေမျိုးသမီးတွေပါလာတယ်ကျွန်တော်တို့သူတို့အချုပ်ထဲမှာမထည့်ထားဘူးသူတို့ကိုသူတို့ရဲ့နေရာနဲ့ထိမ့်သိမ်းထားခဲ့တယ်ပြီးမှဒီအမျိုးသမီးတွေရဲ့ကာကြီးအိမ်ကြီးတွေလုံခြုံရေးတွေကအစပေါ်လေသူတို့ပါသူတို့အစင်းစင်းအုပ်ချုပ် ကျွန်တော်တို့မှလည်းစစ်ဖြစ်ပြီးမှစားเสียရလဲတိတ်များများစားစားရှိတာမဟုတ်ဘူးမြပြီးမှစားပေါ့ကျွန်တော်တို့ရဲဘော်တွေစားတယ်လို့စားပေါ့အဲ့လိုမျိုးသူ့ရဲ့ကလေးတွေကိုဆိုရင်နည်းနည်းပြေးလို့ကစားဖို့တဲ့နေရာတွေကအစရန်သူရဲ့ကလေးတော့ကျွန်တော်တို့ ਨੇ အသေးလေးတတ်ထားရရန်သူရဲ့ကလေးတွေတော့ကျွန်တော်တို့ဒါမျိုးထားတယ်ပြီးမှတစ်ဖက်ကဟိုလူသားချင်းစာနာမှုထားတယ်လို့ဒီကလေးတွေကကျွန်တော်တို့နိုင်ငံရဲ့အနာဂတ်တွေပဲ သူတို့အကြောင်းပဲလို့ထားရမလဲဘလို့မနစ်နာအောင်ဘလို့လုပ်မလဲကျွန်တော်တို့အမေနဲ့တိုင်ပင်ပြီးမှလုတ်တင်တာကိုလုတ်ပေးကြတယ်တချို့ဆိုရင်အမေရောအဖေရောမရှိတော့ဘူးကျွန်တော်တို့သားသမီးအဖြစ်မွေစားလိုက်တယ်ပြီးမှသူတို့ဒီလိုမျိုးထားထားတဲ့ကလေးတွေလည်းရှိတယ်ဆိုတော့ဒီစစ်ပွဲမှာသူ့ရဲ့စစ်သားတွေတည်တော်လို့စာတင်เจ้าကိုလက်တုံးပြန်တယ်ဆိုတော့ဒီလူတွေရဲ့နိုင်ငံချစ်စိတ်ဆိုတဲ့ဟာကဘာလဲဆိုတော့ကျွန်တော်နားမလည်တော့ဘူး